You 15 am I do face to face PowerPoint screen But the label can send in the healing by me I mean me Go with so called Tari Party back Page, messenger or or 974 You look back Cool white dude Cool white dude Got an gave you angle between two beta and scalar plot okay now the binary ka ကြည့်မယ် angle between two beta beta နှစ်ခုကြားထဲမှာရှိတဲ့ဒါ and စကေလာပရောဒတ်စကေလာပရောဒတ်ကဘာပရောဒတ်လဲဒေါ့ဒေါ့ပရောဒတ်เนาะဒါတို့ဘတ်တာနဲ့ကူရားမှာရှိတဲ့ဒေါင်းနဲ့တဲ့အမ်စကေလာပရောဒတ်ဒေါ့ပရောဒတ်เนาะခေါင်းစီလေးတွေအန်ကယ်ဘတ်တာနှစ်ခုကြားထဲမှာရှိတဲ့ဒေါင်းရဲ့ဖော်မြူလာကဘာလဲဆိုရင်ကော့ဒီတာ equal to ဥပမာဘတ်တာတစ်ခုဒီမှာဘတ်တာတစ်ခုဒီကောင်ကဘတ်တာ A ကောင်းကဗတာပြီသူတို့နော်ဗတာဒီနှစ်ခုကြားထဲမှာရှိရတဲ့ဒါဒီတာလေးကိုလိုချင်လို့ရှိနေတဲ့ဗတာ A. dot ဗတာ B. ပါ modulus of ဗတာ A. in modulus of ဗတာဆက်လို့ရဗတာနှစ်ခုကြားထဲမှာရှိရတဲ့ဒါကိုလိုချင်အဲ့ဗတာနှစ်ခုဒေါ်လောက်တာကိုပြီးပြီးတော့ ဗတာနကူးရပါလဲဆိုရင်ကလေးကျူနေလဲဘာလို့ပြရမလဲဆိုရင်စာပါပြရနားလည်ပါနားလည်ပါတကယ်ပေမဲ့ဒီမှာကဗတာ A လို့ဗတာ B လို့နဲ့မပြီးပဲနဲ့ဆရာတို့ကဥပမာ O ဗတာ A B အဲ့ဒီတော့ A O B ဆိုရက်တီတာကိုလို့ယူလို့ရှိရင်เนาะတော့ A O B ဆိုရက် တီတာကိုလိုချင်လို့ရှိရင်ဆရာတို့ဘယ်လိုရှောက်ပုံလာလေးကဟိုဒီစားစားရွေးပြီးကောတီတာ equal ဗတာအိနေရာမှာပါစားသွင်းလိုက် OA ဗတာဟုတ်တယ် OA ဗတာ OA ဗတာတော့ပြီးလို့ရှိရင်ဗတာပုတ်ပြီး OB ဗတာပိုင်းအောက်ကပါရေး modulus modulus of beta oa into modulus of beta ob ob ဆိုပြီးတော့ပါရေးတာကြောက် ကဲဒါလေးရပြီဆိုဆရာတို့ပုံစံတက်နော်အဲ့တော့ဗတာနှခုရှာထဲမှာရှိတဲ့ဒေါင်းဘာကွန်ပျူတာပါလေကွန်ပျူတာ equal to beta a. beta b ပါ modulus of beta a equal to modulus of beta b ဒါမယ် scalar product ကိုကြာလို့ဘာလို့ခေါ်မလဲ dot product လို့ဒါမယ်နော်အဲ့ဒါဆိုရင်သူနဲ့ဆိုင်တဲ့ပုံစံလေးတော့ကဲဆရာတို့ဒီနေ့သင်ပါလား algebraic properties of the scalar product စကေလာပရိုဒတ်တွေရဲ့ဒါတို့အကြည့်ပြဟုတ်တယ်နော်အင်ဂျင်နာကောဒတ်ဒီအဲ့တော့မာရီပြရမယ်ဆိုရင်ဆရာတို့ဘတာအေနဲ့ဘတာဘီနဲ့ဒေါ်လောက်တာကဘတာဘီနဲ့ဘတာအေဒေါ်လောက်တာနဲ့ပါဖြစ်တယ်ဆိုရင်ဒီလိုပဲနောက်ကနောက်တစ်ခုမိုင်းနဲ့ဘတာအေတော့ဘတာဘီယာ ်ဘတာအေတော့မိုင်းနဲ့ဘတာပြီးဒီကွက်တူဇာတို့မိုင်းနဲ့ကလေးကိုအရှိဆုံးမှရေးလို့ရတယ်ဘတာအေတော့ဘတာပြီးနဲ့ပါပြလို့ဆိုလို့ရှိရင်ဒီအဲ့တော့ဇာတို့မိုင်းနဲ့နဲ့ပါတဲ့ကောင်နဲ့ဘယ်ကောင်နဲ့ညောင်းတော့နှောင့်ဆုံးအဖြစ်မှာပါပါမလို့ဆိုလို့ရှိရင်မိုင်းနဲ့ပါဟာမိုင်းနဲ့ဘတာအေတော့ဘတာပြီးဒီကွက်တူဘတာအေတော့မိုင်းနဲ့ဘတာပြီး မိုင်းတဲ့ကိုရှေ့မှာထားလိုက်မယ်ကောင်လေးကိုကိန်းတစ်လုံးလို့မှတ်လိုက်မယ်သူတို့ရှင်ဗတာရီတော့ဗတာနောက်တစ်ခုဗတာ A တော့ဗတာ B ပလတ်ဗတာ C ဒါယူယူကိန်းကလေးမြောက်တာပဲဗတာ A နဲ့ဗတာ B နဲ့ဘာလို့လိုက်လို့ဆိုတော့လုံးလိုက်ဗတာ A တော့ဗတာ B ပလတ်ပြီးလို့ရှင်ဗတာ A နဲ့ဗတာ C နဲ့ဘာလို့လိုက်လို့ဆိုရင်ဒေါ်လုံးလိုက် ဗတာ A ဒေါဗတာ C နော်ဗတာဒီကိုဒေါလုပ်မယ်ဒီကောင်နဲ့ဒီကောင်နဲ့မြောက်မယ်ဆိုရင်ဗတာ A နဲ့ဒီကိုဒေါလုပ်လိုက်မယ်နောက်ကဗတာ A နဲ့ C ကိုဘာလုပ်လိုက်မယ်ဆိုရင်ဒေါလုပ်လိုက်နောက်တစ်ခုဒီပုံစံလေးတိုင်းမယ် K ဗတာ A ဒေါဗတာ B equal to ဟာဘာနဲ့တူလဲဆိုရင်ဗတာ A ဒေါ k ပတာ b equal to ဒီကောင်လေးကိုအနုတ်ကိုအရှိမရည်လို့ k လေးကိုလည်းပြန်မရည်လို့ရရင်အရှိမရည်လို့ရ b a ပတာ dot b ပတာအဲ့တော့ကျွန်တော်တို့ဂိမ်းသုံးလုံးပြောတဲ့အခါမှာအရှင်နှလုံးမြောက်ပြီးတော့နောက်နဲ့မြောက်လည်းရတယ်နောက်နဲ့မြောက်ပြီးတော့ရှင်းနဲ့မြောက်လည်းရတယ်နောက်ဆုံးနှလုံးမြောက်ပြီးတော့အရှင်ဆုံးအကောင်လည်းပါဖြစ်လဲဆိုရင်မြောက်လို့ရနော် k ပတာ i dot ပတာ b equal to ပတာ i dot b ပတာ b equal to k ဘတာအီတော့အတိုင်းနောက်တစ်ခု zero ဘတာနဲ့ကျတို့ဘယ်ဘတာနဲ့ dot လို့လို့ဘာပဲရလို့ဆိုလို့ရှိရင် zero ပဲရ zero ဘတာနဲ့ဘယ်ဘတာနဲ့ dot လို့လို့ကျတို့ဘာပဲရမယ်ဆိုရင် zero ပဲရကျတော့ကျတခေါက်ပြန်ပြောပြမယ် algebraic properties of the scalar product ဘတာအီနဲ့ဘတာဘီနဲ့ dot လို့တာက ဘတာဘီနဲ့ဘတာအီနဲ့ဒေါ်လုတာနဲ့တူတယ်ကွန်ပျူတာတွေဖလှယ်ကုန်တတ်ကြည့်ရမိုင်းနဲ့ဘတာအီတော့ဘတာဘီ equal to ဘတာအီတော့မိုင်းနဲ့ဘတာဘီ equal to မိုင်းနဲ့ဘတာအီတော့ဘတာအနုပ်နဲ့ဂိန်းတစ်လုံးနဲ့အနုပ်ပါတဲ့ဂိန်းတစ်လုံးနဲ့ဂျန်တဲ့ကောင်လည်းမြောက်မယ်ဆိုရင်နောက်ဆုံးမှာပါပါမယ်ဆိုရင်အနုပ်ပါနောက်တစ်ခုဘတာအီနဲ့ဘတာဘီ plus c နဲ့မြောက်မယ်ဆိုရင်ဘတာအီနဲ့ဘတာဘီကိုဒေါ်လုမယ် plus ဘတာအီနဲ့ဘတာစီကိုမလုပ်မယ်ဆိုရှင် တော့လို့နောက်တစ်ခုကေပဒါရီတော့ဗဒါဘီ equal to ဗဒါရီတော့ကေဗဒါဘီ equal to ဒီကောင်လေးတို့ပဲဆရာတို့ကေလေးကိုအရှိမယူရရဲ့ဗဒါရီတော့ဗဒါဘီအဲ့တော့ကိန်းသုံးလုံးပြောတဲ့အခါမှာအရှိရကောင်နှလုံးနဲ့မြောက်ပြီးမှနောက်ကကောင်လည်းမြောက်လည်းရတယ်နောက်ကကောင်လည်းမြောက်ပြီးအရှိရကောင်လည်းမြောက်တယ်နောက်ဆုံးနှလုံးကိုမြောက်ပြီးအရှိသုံးကောင်လည်းမြောက်တယ်ဘာဖြစ်လဲလဲ0ဘတ်တာနဲ့ဘယ်ဘတ်တာနဲ့ပြောင်းလဲမပါလဲရ0ဘတ်တာ ဒီနေရာမှာ zero battery ဆိုတာဆရာတခါမှမပြောဘူးသူလွယ်လို့ zero battery ဆိုတာက zero တွေကြီးပဲပါတဲ့ battery ကိုဘာလို့ခေါ်လို့ဆိုရင် zero battery လို့ခေါ်တယ် zero တွေကြီးပဲပါတဲ့ battery ကိုဘာလို့ခေါ်လို့ဆိုရင် zero battery လို့ခေါ်ကြားရမလားအဲ့ဆိုရင်ဒါ geometric property geometric property ဆိုတဲ့ scalar product scalar product တွေရဲ့ geometric ဂုဏ်သက်တည်အဲ့ဒီမှာဆရာတို့ geometric property မှာဆိုလို့ရှိရင် beta တွေက non zero beta non zero beta ဆိုတာ zero beta မဟုတ်တဲ့ကောင်တွေပဲဖြစ်ရမှာเนาะအဲ့ဒါကအရေးကြီးတယ် geometric property မှာဆိုလို့ရှိရင် beta တွေကဘာတွေပဲဖြစ်ရမလဲဆိုရင် non zero beta non zero beta ဆိုတာက zero beta မဟုတ်တဲ့ကောင် for non zero beta အတွက် ဆရာတို့အခုသုံးမဲ့ကောင်တွေဟာဘယ်စီလို့ပဲလားသုံးမဲ့ကောင်တွေဆက်ပါလို့ပဲအဲ့တော့ပထမတစ်ချက်မှမှာကဘတာအေပပလီကူလာဘတာဘီဘတာအေနဲ့ဘတာဘီတောင်းမှတ်ကြမှာဆိုလို့ရှိရင် if and only is အပြန်အလှန်မှတ်ထားရမယ်ဘတာအေနဲ့ဘတာဘီပပလီကူလာတောင်းမှတ်ကြမှာဆိုလို့ရှိရင်ဘတာအေနဲ့ဘတာဘီဒေါ်လောက်တာကနော်ဘတာဘီနဲ့ ကတားအေးဂျောလုတ်တာနဲ့ပြူတယ်ဘာရမလဲဆိုရင်ဘာတာနခုပါပန်ဒီကူလာဖြစ်မယ်ဆိုလို့ရင်သူတို့နှစ်ခုကိုဂျောလုတ်တာဘာနဲ့တူမလဲဆိုရင်ဂျီဂျိုးနဲ့သူတို့ဘာတာနခုကိုဒော့ပရိုဒတ်လုတ်ချင်းအပြင်0ရလို့ရှိရင်အဲ့ဘာတာနခုကဘာဖြစ်လဲဆိုလို့ရှိရင်ပါပန်ဒီကူလာဖြစ်တယ်အဲ့ဒါလေးကိုအပြန်အလှန်မလုပ်တာမလို့ဆိုရင်မှတ်ထားအဲ့ဒီဘတ်တာတွေကနန်0ဘတ်တာ0ဘတ်တာတော့မဟုတ်အောင်အဲ့ဒါက ဘတာအေနဲ့ဘတာဘီနဲ့ပြိုင်မယ်ပြင်စိမ့်ကြလိုက်ရှင်ဘတာအေနဲ့ဘတာဘီနဲ့ပြိုင်တယ်ဒါလိုက်ရှင်တူမယ်ဆိုလို့ရှိရင်ဘတာအေတော့ဘတာဘီကဘာနဲ့တူမလဲဆိုလို့ရှိရင် modulus of beta e dot sorry into modulus of beta b နဲ့တူเนาะတခါတည်းရမှာ တာရီတော့ဗတာရီဗတာရီနဲ့ဗတာရီနဲ့ညောင်းမယ်ဆိုရင်ဒီမှာဗတာရီဒီမှာဗတာရီနဲ့ modular ဆိုဗတာရီနဲ့ modular ဆိုဗတာရီနဲ့ညောင်းမယ်ဆိုရင်ကျွန်တော်ပါရောက်မယ်ဆိုရင် modular ဆိုဗတာရီဟုတ်ပြီဗတာနှစ်ခုပြန်မယ်စိမ့်တာရီရှိမှဆိုရင်ဗတာနှစ်ခုကို dot product လုပ်ခြင်းဟာ modular ဆိုဗတာရီ into modular ဆိုဗတာရီနဲ့တူတယ်ဗတာဗတာရီနဲ့ဗတာရီနဲ့ dot လုပ်မယ်ဆိုလို့ရှိရင်ဒါလေးကပုံစံထဲမှာဖြတ်တော့မှတေချာမှတ်မယ် modular ဆို ဘတ်တာ is square နဲ့ဘာဖြစ်လဲဆိုရင်ဒီနောက်တစ်ခုကဘတ်တာ in နဲ့ဘတ်တာ b နဲ့ပြိုင်မယ် in opposite direction မှာအဲ့တော့ဘတာရီနဲ့ဘတာဘီနဲ့ပြန်ပြီးတော့ same direction မှာဒီကောင်ရမယ်ဆိုလို့ရှိရင် positive ရမယ်ဆိုလို့ရှိရင် opposite direction မှာဆိုလို့ရှိရင်ဘတာရီနဲ့ ဗတာဘီနဲ့ dot product လောက်တာက min နဲ့ဗတာ a into modular of ဗတာ a into modular of ဗတာဘီလာကြားမလို့ဒီ opposite direction မှာဆိုရင်ဗတာ a နဲ့ဗတာဘီ dot လို့ပြင်ရပါလဲဆိုရင် min နဲ့ modular ဆိုဗတာ a into modular ဆိုဗတာဘီလာကြားမလားသင်ရမယ်ဆိုရင်ဒါလေးတစ်ခေါက်ကြည့်ရလို့ပြန်ပြီးလာပြီးပုံစံပြန်နော်ချီပရက် property of ဘာဖြစ်လဲဆိုလို့ရှိရင် scalar product ဟာအဲ့မှာပြန်ပြန်တော့ကြည့်အောင် butter a dot butter b ရာဘာနဲ့တူလဲ butter b dot butter b dot butter a နဲ့တူလဲဟာတကူ minus butter a dot butter b ရာ equal to butter a dot minus butter b equal to minus လေးကိုရှေ့မှာထုတ်ရတယ် minus butter a dot butter b နဲ့တူလဲနောက်တစ်ခု Bata ido, e e bata e bi, pelak, bata si suruh si, ikut adu. Bata ina bata bi neo, dolong me. Bata ido, e bata bi, pelak, bata ina e bata si suruh dolong me. Bata ido, e pelak, bata si. Tarku, ipong gale daiwe. Ke bata ido, e bata bi ya. Ikut adu. ပတာဧဒေါကေပတာပီပတာပီနဲ့တူပြီးရောကေလေးကိုအရှိမထုတ်ပြီးလို့ရမယ်ပတာဧဒေါပတာဟုတ်ပြီနော်နောက်တစ်ခုဇာတို့0ပတာနဲ့ဘယ်ပတာနဲ့မြောက်မြောက်ဇာတို့ဘာရမလဲဆိုလို့ရှိရင်0ပဲရ0ပတာနဲ့ဘယ်ပတာနဲ့မြောက်မြောက်ဇာတို့0ပဲရဒါလေးရမလားဒါမှမဟုတ်ဆိုလို့ရှိရင် geometric property ကိုကျွန်တော်တို့သွားလိုက်။ geometric property က ဗတာအေနဲ့ဗတာဘီနဲ့အကပါပန်ဒီကူလာတောင်းမဲ့ကြမယ်ဆိုလို့ရှိရင်သူတို့နှစ်ခုရဲ့ drop product ကဘာနဲ့တူလဲဆိုရင်0နဲ့တူတယ်ဗတာအေ dot ဗတာဘီသူသူကတူတာကဘာရှိသေးလဲဆိုရင်ဗတာဘီ dot ဗတာအေကဘာနဲ့တူလဲဆိုရင်0ဗတာနှစ်ခုကို drop product လောက်လိုက်လို့0ရမယ်ဆိုလို့ရှိရင် effect olive အဲ့ဗတာနှစ်ခုကဘာဖြစ်လဲဆိုရင်ပါပန်ဒီကူလာတောင်းမဲ့ကြတယ်ဆိုတာသိသားအဲ့တော့က ဘတာအေပါလဲလဲဘတာဘီဘတာအေနဲ့ဘတာဘီနဲ့ပြိုင်တယ်အင်းစိမ့်ကြတယ်ရှင်မစိမ့်တာရှင်မဆိုရင်ဘတာအေနဲ့ဘတာဘီနဲ့ပြိုင်တယ်စိမ့်တာရှင်မဆိုရင်အဲ့ဘတာအေနဲ့ဘတာဘီနဲ့ဒေါလုတ်ချီရာမော်ဂျူလက်ဆော့ဘတာအေအင်းမော်ဂျူလက်ဆော့ဘတာဘီနဲ့အဲ့ဒီဒီတိုင်းပဲ ခါတရမှာဗတာအေတော့ဗတာအေဆိုလို့ရှိရင်လည်းကျွန်တော်တို့မော်ဂျူလာဆိုဗတာအေတော့စကွဲဆိုတာဒါလေးကိုအသေးချမှတ်မယ်ပုံစံထဲမှာထည့်သုံးပါနောက်တစ်ခုဗတာအေနဲ့ဗတာဘီနဲ့ပြိုင်မယ် opposite direction မှာဆိုလို့ရှိရင်ဗတာအေတော့ဗတာဘီဆိုရင်ကျွန်တော်ပိုင်ရပါ positive ကအာစိမ့် direction က positive ဆိုရင် opposite ဆိုလို့ရှိရင် minus ဗတာအေ ပတ်တာနားလည်မလားနားလည်ပါတယ်နားလည်ပဲဆိုရင် ဆရာတို့နောက်တစ်ခုဆရာတို့အရင်တော့အတင်ခဲ့တာဗတာနှစ်ခုပြိုင်တယ်ဗတာ A ပါလဲလဲဗတာ B ဗတာနှစ်ခုပြိုင်မယ်ဆိုလို့ရှိရင်ဆရာတို့ကအဲ့ဗတာနှစ်ခုကဘာဖြစ်လဲဆိုရင်တူတယ်ဗတာ A ဒီကွက်တူဗတာဒါပေမဲ့သူတို့ကနော်ပြိုင်တယ်လာရပဲရှိမယ်တူမယ်ဆရာတို့ပမာဏချင်းမတူတဲ့အတွက်ကြောင့်မို့စကေလာပါလေးနဲ့ထည့်မြောက်ပေးရမယ်ဆိုရင် k လေးနဲ့ထည့်ညောင်းပြီရပါတော့နောက်တစ်ခု negative butter butter a က butter ab က5လို့ပေးမယ်ဒါကဘူးရင်းပေးထားတာ butter ab က5လို့ပေးမယ်ဆိုလို့ရှိရင် butter b ဆိုလို့ရှိရင်မဖြစ်သွားမယ်ဆို -5 -5 အကောင်ကဘာလဲဆိုရင် negative နားလည်းမသိဘူးနားလည်းမနော်နားလည်းမယ်ဆိုရင်ကြာနောက်ထပ်နည်းနည်းလေးတိကျရလေးနည်းနည်းပြောဦး ဂါလိယာနောက်ပိုင်းပု္ပ္ပာတွေ့တဲ့အခါမှာပု္ပ္ပာတွေ့ခဲ့နေတဲ့ပြန်နှွှေးပြီးမယ်။အကူလက်တာတိထားဖို့။ဘတာရီရဲ့ triangle မတက်ဘူး။အေးရနေစမ်း။နော်။အေးရနေစမ်းမယ်။ AC ဘတာကိုလိုချင်လို့ရှိရင်နော်။ AC ဘတာကိုလိုချင်လို့ရှိရင်အေးရနေစမ်းမယ်။ AC ဘတာကိုလိုချင်လို့ရှိရင်ဒီမှာ ABC A B ဆိုပါတော့ A B ဘတ်တာနဲ့ဘာနဲ့ပေါင်းပြရမလဲ B C ဘတ်တာနဲ့ပေါင်းပြရအေးကနေစမယ် A C ဘတ်တာကိုလိုချင်ရင် A B ဘတ်တာနဲ့ B C ဘတ်တာကိုဘာလို့ပြရမလဲပေါင်းပြရနော်ပေါင်းပြရဟုတ်ပြီโอปีบัตตาโอโลจิน O ကနေစရတယ်เนาะ OP ဘတာလို့ကြည့်ရင်ကိုကနေပဲပြန်စားရမှာဒီနားမှာတခုထားရမယ်ကိုကျူဘတာနဲ့ဆရာတို့ဘာဘာနဲ့ပေါင်းပြရမလဲဆိုရင်ကျူပီဘတာနဲ့ပေါင်းပေါင်းပြရဟုတ်လားပြန်လို့ကြောင်း AC ဘတာလို့ကြည့်အရင်နေစားရတဲ့ AC ဘတာလို့ကြည့် AB ဘတာနဲ့ BC ဘတာကိုဘာလို့ပြရမလဲဆိုရင်ပေါင်းပြရကိုကနေစားထားတယ် OP ဘတာလို့ကြည့် OQ ဘတာနဲ့ကျူပီဘတာနဲ့ဘာလို့ပြရမလဲဆိုရင်ပေါင်းပြရဒါလေး နည်းနည်းသဘောပေါက်ထားမယ်เนาะဥစ္စာတွက်ခံကြည့်ကြရင်ဆရာသူလက်ဆိုင်တဲ့ဥစ္စာကိုပြန်ပြီးတော့ရှင်းတာဟားလဲအဲ့ဒါဆိုရင်ဆရာတို့ပုံစံတွေတော့ဒါတေရီယာဟော့တေရီယာဟော့ပါရာလီလိုကန်ပါလီလိုဂရမ်ရဲ့ area ကျန်တော့ဆရာပုံလေးပြတတ်မယ် အားရီလိုဂရမ် A B C ဒီမှာဆိုရင် BC နဲ့ AB နဲ့ပြန်မယ် AB နဲ့ BC နဲ့ပြန်မယ်ဈာထဲမှာဘောင်းတစ်ခုထားလိုက်မယ်ဘတန်နှစ်ခုဈာရဘောင်းတစ်ခုထားလိုက်မယ် AB ဘတာကို A ဘတာလို့ထားလိုက်မယ် AB ဘတာကို B ဘတာလို့ထားလိုက်မယ်အဲ့တော့ area of parallelogram လက်ပြန် stuken ရဲ့ area ကိုလို့ကြည့်ရင် အတရားအမြောက်ပြန်ပို့ခလာနော်အဲ့တော့ဒါနဲ့ပါလဲပြောလို့ဆိုရင်ဒေါက်တာ AB နဲ့ဒေါက်တာ AD နဲ့ပါလို့လို့ဆိုရင်ခလာအဲ့တော့ area ရော parallelogram ရဲ့ formula က modulus of beta AB beta AB ခလာ modulus of beta AD modulus of beta AB ဲ့တော့ beta AB ကဆရာတို့ beta A လို့ထားလိုက်တယ် modulus of beta A ဆိုတော့ beta AB က beta B လို့ထားလိုက်ဆိုတော့ beta B နောက်အဲ့တော့ area of parallelogram လို့ကျင်း modulus of beta A ဆိုတော့ beta B ဟုတ်နော်နောက်တစ်ခု area of triangle ေရီယာရောဖိုင်းတယ်။ဒါတော့ဓာကြီးတစ်ခုလုံးရဲ့ဧရိယာကမေတ္တာကြီးစုကတစ်ခုလုံးရဲ့ဧရိယာက modulus of battery property ဖြစ်လို့သူရှိတယ်။သူ့ရဲ့တဝက်ဖြစ်တဲ့ဒီဘက်က triangle ရဲ့ဧရိယာကဘာဖြစ်သွားမလဲသူရှိတယ်။ဘာဖြစ်သွားမလဲလဲ1 by 2 modulus of battery cross battery ဟာလေပါဟာလေပါနံပါတ်စုကတစ်ခုလုံးရဲ့ ်ဧရိယာက modular subbattery crop battery ဖြစ်မယ်လို့ရှိရင်သူ့ကိုတဝောဝတ်ထားတဲ့သတိဒဏ်လေးရဲ့ဧရိယာက1 mile modular subbattery crop battery ဟုတ်ပါတော့ဒါရမယ်ဆိုလို့ရှိရင်လက်ဆိုင်တဲ့ပုံစံကိုဟုတ်ပါ